အားလုံးမင်္ဂလာပါအောင်ဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တင့်ဦးလန်းချောင်းကိုကောင်းစေတဲ့ prebiotic အစားအစာ6မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် prebiotic အစားအစာတွေဟာထူးခြားတဲ့ fiber အမြောက်အများပါဝင်တဲ့အစားအစာတွေဖြစ်ပါတယ်အစာချေလန်းချောင်းရဲ့ကျန်းမာရေးကိုကောင်းစေပါတယ်အဲ့ဒီအစားအစာတွေဟာအကျိုးပြု bacteria တွေကိုတိုးမြှင့်ပေးနိုင်ပါတယ် ။ဦးလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂမျိုးစုံကိုတက်တာပျောက်ကင်းစေပါတယ်။ကိုယ်ခံစွမ်းအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ prebiotic အစားအစာတွေဟာဇီဝကာမဖြစ်စဉ်ကိုတိုးတက်စေတယ်။ဦးလန်းချောင်းဆိုင်ရာယောဂတွေကိုကာကွယ်ပေးနိုင်တယ်။ probiotic နဲ့ prebiotic ဘာကွာခြားသလဲ။ဒီနှစ်ခုရဲ့ကွာခြားချက်ကိုနားလည်ဖို့ဆိုတာအလွန်အရေးကြီးပါတယ်။ probiotic ကအသက်ရှင်နေတဲ့ကောင်းကျိုးပြု bacteria ဖြစ်ပါတယ် prebiotic ကတော့အဲ့ဒီကောင်းကျိုးပြု bacteria တွေစားတဲ့အစားအစာတွေဖြစ်ပါတ prebiotic ဆိုတာအစာကြေဖို့ခက်ခဲတဲ့အစာစာမျိုးဖြစ်ပါတယ်အဲ့ဒီအစာစာတွေဟာဥလန်းချောင်းတစ်လျှောက်အစာမကြေဘဲဥမာကြီးစီကိုရောက်လာပါတယ်အဲ့ဒီအချိန်ရောက်မှအဲ့ဒီအစာစာတွေကအချင်းပေါက်ပြီးဥအတွင်းမှာရှိတဲ့ကောင်းကျိုးပြုဘက်တီးရီးယားတွေရဲ့ကြီးထွားဖို့အတွက်အစာအဖြစ်အထောက်အကူပေးပါတယ် prebiotic အစာစာတွေကတော့နံပါတ်1ကြက်သွန်ဖြူဂါလစ်ကိုစားပေးပါ ကျက်သွန်ဖြူဟာကျမ်းမာရေးကောင်းကျိုးများစွာပါဝင်တဲ့အစားအစာအဖြစ်လူသိများပါတယ်။ဆေးဝါးအဖြစ်လည်းအသုံးပြုကြပါတယ်။ဟင်းချက်ရမှာလည်းအဓိကနေရာကတော်တော်များများမှာပါဝင်နေပါတယ်။ကြော်ကြားသလောက်လည်းကျမ်းမာရေးကောင်းကျိုးအမြောက်အများရှိပါတယ်။အဲ့ဒီထဲမှာဥလန်းချောင်းကျမ်းမာရေးအတွက် prebiotic ဂုဏ်သတ္တိလည်းပါဝင်ပါတယ်။ကျက်သွန်ဖြူမှာ fructan ဆိုတဲ့ prebiotic fiber တစ်မျိုးပါဝင်ပါတယ်။ fructan ဟာ အစာချေဖို့ခက်ခဲတဲ့ကာဘိုဟိုက်ဒရိတ်ဖြစ်ပြီးဥဒိန်တလျှောက်ဖြတ်တန်းသွားပြီးဥမာကြီးစီကိုရောက်လာပါတယ်။အဲ့ဒီနေရာရောက်တော့မှအချိုးဖြူဘက်တီးရီးယားအတွက်အစာအဖြစ်လှုပ်ဆောင်ပေးပါတယ်။ကျက်သွန်ဖြူဟာဥလန်းချောင်းအတွင်းမှာရှိတဲ့အချိုးဖြူဘက်တီးရီးယားတွေရဲ့ကျန်းမာရေးကိုတိုးမြင့်ပေးပါတယ်။ဒါကြောင့်အစာချေလုပ်ငန်းကိုကောင်းစေတယ်၊ကိုယ်ခံအားကိုပိုကောင်းစေတယ်၊အခြားကောင်းကျိုးများစွာကိုလည်းဖြစ်စေပါတယ်။ကျက်သွန်ဖြူမှာအလီဆင်ဆိုတဲ့ဓာတ်ပေါင်းလည်းပါဝင်ပါတယ်။ အဲ့ဒီဓာတ်ပေါင်းကမကောင်းတဲ့ယောဂါပိုးတွေကိုတည်စီနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ဒါကြောင့်ဥလန်းချောင်းအတွင်းမှာဘက်တီးရီးယားတွေကိုညီမျှအောင်ထိညှိပေးပါတယ်။အချုပ်ပြောရရင်ချက်တွန်ပြူဟာဖရက်တန်ပါဝင်တဲ့ prebiotic အစားအစာတစ်ခုဖြစ်ပါတယ်။ဥလန်းချောင်းအတွင်းမှာအချိုးပြူဘက်တီးရီးယားတွေရဲ့ကြီးထွားမှုအစာအဖြစ်အထောက်အကူပြုပေးပါတယ်။နံပါတ်1ကညွန့် asparagus ကိုစားပေးပါ။ကညွန့်မှာ အင်နျူလင်းပါဝင်ပါတယ်။ကောင်းတဲ့ဘက်တီးရီးယားတွေကိုကြီးထွားစေနိုင်တဲ့အစားအစာဖြစ်ပါတယ်။ကညွတ်မှာဖောလိတ်အများအပြားပါဝင်ပါတယ်။ပရီဘိုင်ယိုတစ်ပါဝင်တဲ့အစားအစာတွေဟာအစာခြေဖို့ခက်ခဲပါတယ်။ဒါကပဲဥလားညောင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေရဲ့ကြီးထွားမှုကိုတိုးမြှင့်ပေးနိုင်ပါတယ်။အကျိုးပြုဘက်တီးရီးယားတွေဆိုတာပရိုဘိုင်ယိုတစ်တွေဖြစ်ပါတယ်။ပရီဘိုင်ယိုတစ်တွေဟာပရိုဘိုင်ယိုတစ်တွေရဲ့အဓိကအစားအစာအဖြစ်ဆောင်ရွက်ပေးပါတယ်။ဥလားညောင်းအတွင်းက အချိုးပြုတ်ဘက်တီးရီးယားတွေဟာအစာချေလုပ်ငန်းနဲ့ကိုခံအားစနစ်အတွက်အလုပ်လုပ်ပေးပါတယ်။ကညွတ်မှာအင်ညူလင်းများစွာပါဝင်တဲ့အကောင်းဆုံးအစားအစာဖြစ်ပါတယ်။အင်ညူလင်းဟာရေမှာပျော်ဝင်တဲ့ fiber တစ်မျိုးဖြစ်ပါတယ်။အင်ညူလင်းဟာဥလန်းချောင်းတစ်လျှောက်ကိုအစာမကြေဘဲဖြတ်သန်းသွားပါတယ်။ဥမာကြီးစီရောက်တဲ့အခါမှာအချင်းပေါက်ပြီးအချိုးပြုတ်ဘက်တီးရီးယားတွေရဲ့ကြီးထွားမှုကိုလှုပ်ဆောင်မှုပေးပါတယ်။အချင်းပေါက်တဲ့ဖြစ်စဉ်က fatty acid ကိုထုတ်ပေးပါတယ်။အဲ့ဒီ fatty acid ဟာ ။ဦးလန်းချောင်းရဲ့ကျမ်းမာရေးကိုတိုးတက်ကောင်းမွန်စေပါれ။ဦးလန်းချောင်းကိုအကာအကွယ်ပေးပါれ။ဦးလန်းချောင်းအတွင်ရောင်ရမ်းခြင်းကိုလျှော့ချပေးပါれ။မင်နရယ်ဆုပ်ယူမှုကိုတိုးမြှင့်ပေးပါれ။နံပါတ်3ချက်တွန်အော်နီယံကိုစားပေးပါ။ချက်တွန်မှာဖရက်တန်ပါဝင်တဲ့အတွက်ကြောင့်ပရီဘိုင်ယိုတစ်အစားအစာဖြစ်ထင်ရှားပါれ။ချက်တွန်မှာပါဝင်တဲ့ဖရက်တန်ဟာရေမှာပျော်ဝင်တဲ့ဖိုက်ဘာတစ်မျိုးဖြစ်ပါれ။အဲ့ဒီဖရက်တန်ဟာ ။ဥဒိန်ဥပိုင်းမှာမပျော်ဝင်ပါဘူး။ဥမာကြီးစီရောက်တော့မှအချိုးပြူဘက်တီးရီးယားအတွက်အစာအဖြစ်လှုပ်ဆောင်ပေးပါတယ်။ချက်သွန်ဟာအချိုးပြူပေးတဲ့ဘက်တီးရီးယားရဲ့ကြီးထွားမှုကိုအာဟာရအဖြစ်လှုပ်ဆောင်ပေးပါတယ်။ဥအတွင်းဘက်တီးရီးယားတွေကိုထိညှင့်ပေးပြီးဥလမ်းကြောင်းကိုကျန်းမာစေပါတယ်။ချက်သွန်ဟာ prebiotic အစာအစာ အဖြစ်နဲ့အစာချေလုပ်ငန်းကို တိုးတက်စေပါတယ်။ကိုခံစွမ်းအားလုပ်ငန်းကိုတိုးမြှင့်ပေးပါတယ်။အာဟာရတွေကိုပုံမှုစုပ်ယူမှုဖြစ်စေပါတယ်။ ချက်တော်ဟာအလျင်အုပ်စုဝင်ဖြစ်တာကြောင့်ကျမ်းမာရေးကောင်းကျိုးများစွာကိုဖြစ်စေပါတယ်။နံပါတ်၄ပန်းသီးအပေါ်ကိုစားပေးပါ။ပန်းသီးမှာပက်ပတိန်များစွာပါဝင်တယ်။ပက်ပတိန်ဟာရေမှာပြောင်းဝင်တဲ့ fiber တစ်မျိုးဖြစ်ပါတယ်။ပက်ပတိန်ဟာ prebiotic အဖြစ်လှုပ်ဆောင်ပေးတယ်။ဥသိမ်အတွင်းမှာပက်ပတိန်ဟာမပြောင်းဝင်ပဲဥမာကြီးစီကိုရောက်လာပါတယ်။ဥမာကြီးအတွင်းမှာအချင်းပေါက်တဲ့ဖြစ်စဉ်ကြောင့် အချိုးပြူဘက်တီးရီးယားတွေကိုအဟာရအဖြစ်ဖြည့်ဆည်းပေးပါတယ်။ပန်းသည်ဟာကျန်းမာတဲ့အချိုးပြူဘက်တီးရီးယားရဲ့ကြီးထွားမှုကိုလှုပ်ဆောင်မှုပေးပါတယ်။ဒီလိုနီးလန်းတဲ့အစာချေလုပ်ငန်းကိုပုံမှန်တိုးတက်စေတယ်။ကိုခံအားစနစ်ကိုအားကောင်းစေပါတယ်။ပန်းသည်မှာပါဝင်တဲ့ပက်ပတင်ဟာဥလှုပ်ရှားမှုကိုလည်းပုံမှန်ဖြစ်စေတယ်။ကိုလက်စထရောပမာဏကိုကျစေတယ်။တွေးကြားဓာတ်ကိုလည်းပုံမှန်ဖြစ်စေပါတယ်။အချုပ်ပြောရရင်ပန်းသည်ဟာကျန်းမာရေးကောင်းကျိုးအမျိုးမျိုးကိုဖြစ်စေပါတယ်။ပက်ပတင်ပါဝင်တဲ့အတွက်ကြောင့် တန်မိုးကြီးတဲ့ prebiotic အစားအစာအဖြစ်ဥလန်းချောင်းကျန်းမာရေးကိုတိုးမြင့်ပေးပါတယ်။ပန်းသီးမှာပါဝင်တဲ့ peptin ကြောင့် prebiotic အရေးသွေးကိုတိုးတက်စေပါတယ်။ပန်းသီးမှာဆန့်ကျင်ဓာတ်တိုးပစ္စည်းများစွာပါဝင်ပါတယ်။ကျန်းမာရေးကိုကောင်းစေတဲ့ဓာတ်ပေါင်းအမြောက်အများပါဝင်ပါတယ်။ပန်းသီးကိုတစ်နေ့တစ်လုံးစားပြီးဆီယံဝင်းနဲ့ဝေးဝေးနေနိုင်တယ်ဆိုတဲ့အခြေအနေကအလွန်ထင်ရှားတဲ့အခြေအနေဖြစ်ပါတယ်။နံပါတ်5မပြောသီးကိုစားပေးပါ။မပြောသီးဟာ ဦးလန်းချောင်းကျန်းမာရေးအတွက် prebiotic ဂုံတက်တိအနေနဲ့ဆောင်ရွက်ပေးပါတယ်အခြားအစားအစာတွေနဲ့မတူကွဲပြားမှုတော့အနှဲငယ်ရှိပါတယ်မမှဲ့သေးတဲ့ငပြောသည်မှာသာကစီဓာတ်ကိုတုံ့ပြန်မှုရှိစေပါတယ်အဲ့ဒီကစီဓာတ်ဖြစ်မှသာဥဒိန်တလျှောက်အစာမကြေပဲဥမာကြီးစီကိုရောက်လာပါတယ်အဲ့ဒီနေရာရောက်လာရင်ရေမှာပျော်ဝင်တဲ့ fiber နဲ့တူလာပါတယ်ဥမာကြီးစီရောက်ရင်ကစီဓာတ်ကအချင်းပေါက်ပြီးအကျိုးပြု bacteria ကိုအာရဖြည့်ပေးပါတယ် nga pyo di ma inulin pawin ba de အဲ့ဒီဓာတ်ပေါင်းက prebiotic fiber တမျိုးဖြစ်ပါတယ်။နှစ်ပြောစီမှာပါဝင်တဲ့ဂစီတတ်တဲ့ inulin ဓာတ်ပေါင်းတွေကြောင့်အချိုးပြုတ် bacteria ရဲ့ကြီးထွားမှုကိုအထောက်အကူဖြစ်စေပါတယ်။အဲ့ဒါကြောင့်ဥလန်ချောင်းရဲ့ကျန်းမာရေးကိုတိုးတက်စေပါတယ်။ဥလန်ချောင်းအတွင်းမှာ bacteria တွေကိုညှိမြစေပါတယ်။ငါပြောသည်မှာ potassium နဲ့အမြောက်အများပါဝင်ပါတယ်။အရေးကြီးတဲ့အချက်တစ်ခုကစိမ့်နေတဲ့ငါပြောသည်နဲ့အနှဲငယ်မှဲ့နေတဲ့ငါပြောသည်မှာသာဂစီတတ်တုံ့ပြန်မှုအများကြီးရှိမှာဖြစ်ပါတယ်။ မပြောစီရမှဲ့သွားပြီဆိုရင်ဂစီတက်ရဲ့တုံ့ပြန်မှုဟာပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမပြောစီရဂစီတက်ကနေရိုးရိုးတကြားအဖြစ်ပြောင်းလဲသွားပါတယ်အချင်းချုပ်ပြောရရင်မပြောစီဟာမမှဲ့သေးချိန်မှာ prebiotic အနေနဲ့အကျိုးပြု bacteria တွေကိုအစာအဖြစ်အားဖြစ်ပေးပြီးဦးလန်းချောင်းကျန်းမာရေကိုပိုကောင်းစေပါတယ်နံပါတ်6ကွေကာအုတ်အုတ်မေးကိုစားပြေးပါကွေကာအုတ်မှာ beta glucan ပါဝင်ပါတယ် အဲ့ဒီထဲမှာရေမှာပျော်ဝင်တဲ့ fiber တွေပါဝင်ပါတယ်အဲ့ဒီ fiber ကြောင့်ကွေကာအုပ်မှာ prebiotic အကျိုးသက်ရောက်မှုရှိရခြင်းဖြစ်ပါတယ်အဲ့ဒီ beta glucan ဟာဥလမ်းကြောင်းအစပိုင်းမှာမပျော်ဝင်မဲ့ဥမာကြီးစီကိုရောက်လာပါတယ်အဲ့ဒီအခါမှာ beta glucan fiber တွေကအချင်းပေါက်ပြီးအကျိုးပြု bacteria တွေကိုအာဟာရဖြည့်ပေးပါတယ်အချင်းပေါက်တဲ့ဖြစ်စဉ်မှာအာဟာရဖြစ်စီပြီးအကျိုးပြု bacteria တွေရဲ့ကြီးထွားမှုကိုဖြစ်စီပါတယ်ဘီတာဂလူကင်ဟာကိုလက်စထရောကိုကျစီနိုင်တဲ့ဂုဏ်သတ္တိလည်းရှိပါတယ် ကွေကာအုပ်မှာဂစီဓာတ်ကိုတုံ့ပြန်နိုင်တဲ့အာနိသင်လည်းရှိတာကြောင့် prebiotic အနေနဲ့ပြုမှုဆောင်ရွက်ပါတယ်။အားလုံးကိုခြုံပြီးပြောရရင်ကွေကာအုပ်ဟာ beta glucan ကြောင့်အချိုးပြုဘက်တီးရီးယားတွေကိုကျန်းမာစေပါတယ်။ကျန်းမာတဲ့အချိုးပြုဘက်တီးရီးယားတွေကိုအစာအဖြစ်ထောက်ပံ့ပေးပါတယ်။အခြားကျန်းမာရေးကောင်းကျိုးတွေလည်းအများပြားကိုဖြစ်စေပါတယ်။ prebiotic အစားအစာတွေထဲမှာပါတဲ့အစားအစာတွေဟာချက်ပြုတ်လိုက်ရင်ပါဝင်ပစ္စည်းတွေတက်ပြောင်းလဲသွားနိုင်ပါတယ် ကျမ်းမာရေးတံမိုးတွေကိုအပြည့်ဝရကျင်တယ်ဆိုရင်ချက်ပြုတ်စားတာထက်အစိမ်းစားတာကပိုကောင်းပါတယ်အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လော်လကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်လူသားအားလုံးလှုပ်လှက်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day